်ကိုအခြေခံပြီးတော့ကံအဆိုးဆုံးနှစ်ကိုပြောပြသွားပြီဆိုတော့အခုတခါကံအကောင်းဆုံးနှစ်တွေကိုလည်းပြောပြသွားမှာဖြစ်ပါတယ်။ယတနာပုံစိုက်ချင်းလို့ခေါ်တယ်ပေါ့နော်။ဆိုတော့ကျမတို့ဘဝမှာတသက်လုံးမှာ3နှစ်ရှိတယ်။3ချိန်ယတနာပုံစိုက်ချင်းအခွင့်အရေး3ချိန်ပေါ်တတ်ပါတယ်နော်။ဆိုတော့ မဟာဘုတ်ဆိုတော့ကိုရဲမွေးသစ်ကရီမြန်မာမွေးသစ်ကရီကိုတခွနှစ်နဲ့စာတစ်ကျွင်းသမားတွေအတွဲပြောပေးမယ်တစ်ကျွင်းသမားတွေအတွဲဆိုရင်အသက်65နှစ်ပထမ32နှစ်ဒုတိယ86နှစ်တတိယယရနာစိုက်ချိန်ယရနာဘုံစိုက်ချိန်ဖြစ်ပါတယ်နှစ်ကျွင်းသမားတွေအတွဲဆိုရင်86နှစ်ပထမ43နှစ်ဒုတိယ10နှစ်တတိယယရနာဘုံစိုက်ချိန်ဖြစ်တယ် ၃ညွှန်းသမားဆိုရင်၁၀နှစ်ပထမ52နှစ်ဒုတိယ22နှစ်တတိယယရနာဘုံဆိုင်ခြင်းဖြစ်တယ်။လေးကျွန်းသမားတွေအတွက်ဆိုရင်22နှစ်ပထမ65နှစ်ဒုတိယ 32နှစ်တတိယယန္တနာဘုံစိုက်ချိန်ဖြစ်ပါတယ်เนาะငားကျွေးသမားတွေအတွက်ဆိုလို့ရှိရင်32နှစ်ပထမ86နှစ်ဒုတိယ53နှစ်တတိယယတနာဘုံဆိုင်ခြင်းဖြစ်ပါတယ်เนาะ6ကျွင်းသမားတွေအတွက်ဆိုလို့ရှိရင်53နှစ်ပထမ10နှစ်ဒုတိယ54နှစ်တတိယယတနာဘုံဆိုင်ခြင်းဖြစ်ပါတယ်เนาะဆိုတော့အုံညကျွင်းသမားတွေအတွက်ဆိုလို့ရှိရင်တော့ 54နှစ်ပထမ22နှစ်ဒုတိယ65နှစ်တတိယယတနာပုံစိုက်ချိန်ဖြစ်ပါတယ်เนาะဆိုတော့လူတိုင်းမှာတော့ဒီနှစ်ပေါ့เนาะအသက်ပေါ်လေ3ချိန်3နှစ်ပေါ့เนาะယန္နာဘုံဆိုင်ချိန်ဆိုတာတက်တိုက်ဆက်ဆိုင်ကြုံရတတ်ပါတယ်เนาะဆိုတော့ဒီလူတယောက်ဒီယန္နာဘုံဆိုင်ချိန်မှာမြင့်ရမှာဖြစ်ပါတယ်တိုးတက်ရမှာဖြစ်တယ်ပေါ့เนาะအစဉ်ပြေတဲ့အချိန်ဖြစ်တယ်ဆိုတော့ယန္နာဘုံဆိုင်ချိန်မှာ တန်တရာကရင်နာပုံဆိုင်ဖို့အခွင့်ရေးပါလာပြီးသို့တော်ကိုကရင်နာပုံဆိုင်ချိန်မှာ အောင်မြင်အောင်တိုးတက်အောင် လုံမဆောင်ဘူးဆိုလို့ရှိရင်တော့ဒါကကောင်းတဲ့ဖက်ကိုမသွားပဲဆိုးတဲ့ဖက်ကို ရောက်တတ်ပါတယ်ပြောချင်တာကဒီဆိုးတဲ့နှစ်ပဲဖြစ်ဖြစ်ဒီရင်နာပုံဆိုင်ချိန်ကောင်းတဲ့နှစ်ပဲဖြစ်ဖြစ်ခြုံပြောရမယ်ဆိုလို့ရှိရင်ဘဝကိုအပြောင်းလဲ ဖြစ်မဲ့နှစ်ကိုဆိုလိုတာဖြစ်တယ်เนาะရေနာပုံဆိုင်ချင်းပြောင်းလဲခြင်းဒီကောင်းမွန်သောပြောင်းလဲခြင်းဖြစ်ပြီးတော့အဆိုးတဲ့အချိန်ဘဝပြည့်ခြင်းအပြောင်းလဲသည်ဆိုးဝါးတဲ့နှိမ့်ကြခြင်းဆိုတဲ့ပြောင်းလဲခြင်းကိုဖန်တီးစေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအသက်ရွယ်ကိုကိုယ့်ရဲ့အကျွင်းလိုက်မှတ်ပြီးတော့ယရနာဘုံစိုက်မဲ့နှစ်မှာယရနာဘုံစိုက်အောင်ဖန်တီးဖို့ကကိုယ့်ရဲ့ဒါ ပြည့်စုံပန်ပြူဆောင်မှုလှုပ်ဆောင်မှုတွေနဲ့အများကြီးသက်ဆိုင်သွားပါတယ်เนาะဆိုတော့အားလုံးအစဉ်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်